အင်္ဂါသမီးနဲ့လက်ထပ်လို့မရကြောင်းဟော့ကင်းထုတ်ခံလိုက်ရတဲ့ဟေဝီရဲ့မင်းသားဟေဝီယန်ကတော့မကြခင်မှာလက်ထပ်တော့မှာဖြစ်ပြီးသူ့ရဲ့ဇနီးလောင်လေးကအင်္ဂါသမီးလေးဖြစ်တယ်ဆိုပြီးလဲအားလုံးကထင်နေကြတာပါဒီကောင်မလေးနဲ့လူကြီးမိဘတွေကလည်းသဘောတူတယ်လို့ပရိသတ်များစွာကလည်းသဘောတူညီပြီးအမြန်ဆုံးလက်ထပ်စီကျင်နေကြပြီဖြစ်ပါ යි ဒါပေမဲ့လည်းနမေကျော်အကြမ်းမြေကျမကြီးတရားရဲ့ဟောပြောချက်တွေအရမင်းသားဟေဝရန်ကအဲ့ဒီအင်္ဂါတမိနဲ့လက်ထပ်လိုက်မယ်ဆိုရင်အိမ်တော်ကြီးပြုတ်ကွဲနိုင်တယ်လို့ဟောပြောချက်ထုတ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ကလုံးဝလိုက်ဖက်ညီမှုမရှိဘဲလက်ထပ်ပြီးမကြခင်မှာပဲအိမ်တော်ကြီးပြဿနာတွေပေါ်ပေါက်နိုင်ပြီးတီမြဲမှာမဟုတ်ဘူးလို့ပေါ်တင်ပြောဆိုခဲ့တာပါ။ဟေဝီယန်နဲ့လက်ထက်မဲ့အင်္ဂါသမီးကတခြားသူမဟုတ်ပဲမင်းသမီးဆိုးပြေတဲ့စဉ်ဖြစ်ပါတယ်။ဒါပေမဲ့နှစ်ယောက်သားရဲ့ကံစားတာမကိုက်ညီရတော့ ိန်ဒါကြီးမတည်မြဲနိုင်ဘူးဆိုပြီးအခုလောဟော့ကိန်းထုတ်ခံလိုက်ရတဲ့အပေါ်ပရိသတ်ကြီးတို့ရောဘယ်လိုမျိုးထင်မြင်ကြပါသလဲရှင်။